ကဲခုခိုင်ကျွာအလုံးအလားပါနဲ့ပတ်သက်ပြီးတော့ထူးကြရဲ့ဒီခေါင်းစဉ်လေးကညနာလှခြင်းဥယျာဉ်ပြာကိုပေါင်းတင်နေ။အင်းအဲ့တော့အဲ့ဒီခေါင်းစဉ်လေးကတော်တော်ထူးကြရနေဆိုပြပြပေးမယ်နော်။ Flower News ချက်မှာဖတ်ထားတာပါ။ तू ကဟိုအဓိကကပေါ့နော်ဥယျာဉ်ပြာနဲ့ညနာအလား ဒါရဲ့ဆက်ဆက်နေရဆိုပြီးတော့ဒီ channel ထဲမှာရေးထားတာပေါ့နော်ဆက်ဆက်နေပါရဲ့ဥယျပြာမကျမ်းပါရင်မျက်နှာအသားကြီးလည်းမကျမ်းပါဘူးလို့ပြောတယ်အဲ့တော့ဥယျပြာပေါ်မှာအရေးကြောင့်တစ်ခုပေါ်ရင်မျက်နှာပြေပေါ်မှာအရေးကြောင့်အခု90ပေါ်ရတဲ့အတူတူပဲတဲ့အဲ့တော့ဒါသူပြောထားတာလေးကနည်းနည်းဆန်းနေရနော်အဲ့တော့ဒါဥယျပြာနဲ့ပတ်သက်ပြီးတော့အဲ့တော့မျက်နှာလှပခြင်းလို့ရှိရင်ဥယျပြာကတော့ဒါထိမ့်သိမ့်ပြရတော့မယ်အဲ့တော့အဓိကဥယျပြာပြည့်စုံမှုတွေကိုလူတွေကဟိုကောက်ွယ်ဖို့တော့မေ့နေကြတယ်သဖြင့်ကြတော့ပေါ့နော်ပုံစံမျိုးစုံနဲ့ဒီစံသားတွေကိုထိမ့်သိမ့်ကြတယ်ဥယျပြာကိုလူတိုင်းမေ့နေရအဲ့တော့မေ့နေတဲ့ဒီဥယျပြာ ားလေးကိုကျမ်းမအောင်နေထိုင်မယ်ဆိုရင်သူကဇပင်းရဲ့အလှတွေမကအောင်မျက်နှာရဲ့အလှပါထိမ့်သိရရောက်တယ်အဲ့ဒါကြောင့်မလို့ဥယျာဉ်ပြားပေါင်းတင်တဲ့နေလိုက်လေးကိုပြောပြပေးမယ် ဟာဥယျာပြားပေါင်းတင်နေဆိုတာဟိုဆိုင်နေမှာတော့ရှိကြမှာပဲပြုတ်လောက်ကြမှာပဲဒါပေမဲ့တေချာတော့မသိဘူးပေါ့ဒီချက်မှာတော့အဆင့်လေးတေချာရေးထားတယ်ပြီးတော့ဥယျာပြားပေါင်းတင်ဘာလေးတွေကောင်းလာမလဲဆိုတာလည်းရေးထားတယ်အဓိကကကိုယ့်ဥယျာပြားဒီမကောင်းရတဲ့အကြောင်းရင်းကဥယျာပြားနဲ့မတည့်တဲ့ရှမ်ပူအမျိုးအစားတွေအဲ့ဒါတွေကိုကမသိဘဲနဲ့ရွေးမိမယ်ရှမ်ပူရွေးတဲ့အခါမှာတော်တော်များများအနက်ပဲရွေးတာအနက်ကောင်းလားဟိုလူကကောင်းလို့လိုက်လျှော်အဲ့လိုမျိုးတွေလျှော်တာမျိုးတွေရှိတယ်အဲ့ဒါမျိုးတွေကဥယျာပြားကိုထိခိုက်တယ်တဲ့နောက်တစ်ခုကညဉ့်ညမ်းတဲ့လေတူရဲ့နောက်ခရမ်းလုံရောင်ကြီးတွေနဲ့ဓာတ်ရိုက်ထိတွေ့တာပေါ့နော်အဲ့ဒါအဲ့ဒါကလည်းသူကဥယျာပြားကျမ်းမာရေးကိုထိခိုက်စေ ရတဲ့အဲ့တော့စံသားတွေကိုလည်းထိခိုက်စေနိုင်တဲ့အတွက်တရားကြေညာပြုပြီးတော့နေထိုင်ရမယ်လို့ပြောတယ်အဲ့တော့လူတိုင်းကဒီခုနပြောတဲ့ဥယျာပြားပေါင်းတင်တဲ့နီလန်အဲ့ဒီနီလန်ကိုသူကတစ်ဘက်ကိုတစ်ချိန်ဒါမှမဟုတ်လို့ရှင်နှစ်ဘက်တစ်ချိန်လောက်တော့ပြုတ်လောက်ပါတဲ့ ဲ့ဥယျာဉ်ပြပေါင်းတက်မယ်ဆိုရင်ပထမအဆုံးအဆင့်ပေါ့နော်ပထမအဆင့်နေနေရကြတော့ဟိုတောင်မော်ဒေတာတွေမှာသဘာဝအတိုင်းပေါက်ရောက်လိရှိတဲ့ဂျင်းသူကဂျင်းနဲ့ပြုတ်လောက်ထားတဲ့ရှမ်ပူနဲ့လျှော်ရမယ်ပြီးဥယျာဉ်ပြအရင်မှရှိတဲ့အညစ်အကြေးတွေအားလုံးထိပါတန့်စင်ပြီးမှာပါတဲ့ပထမအဆုံးနံပါတ်1အဆင့်နံပါတ်2အဆင့်ရကြတော့ဥယျာဉ်ပြပေါင်းတက်စေးရေအဲ့ဒါကိုဟိုစပင်းနဲ့ကြွတာပေါ့နော်စပင်းအဓိကကြွတတ်တဲ့နေရာတွေမှာတကြောင်ချင်းစီခွဲပြီးတော့တစ်ဆက်ချင်းစီထည့်ရမယ်ပြီးရင်တော့10မိနစ်ခန့်ဥယျာဉ်ပြနှိပ်ဆက်တော့ပေါ့နှိပ်ဆက်တာနှိပ်နေတာနှိပ်နေ နေတာ။ဟုတ်ရမလိမ့်ဆက်အောင်နှိမ့်နေရမယ်တဲ့။နှိမ့်နေပေးပါတယ်။နောက်ပြီးလို့ရှိရင်တော့သူကဥယျာပြအာဟာရနောက်ဆုံးစင်ပေါ့နော်။ဥယျာပြအာဟာရဖြည့်စီကိုသူအဲ့ဒီတိုင်းမဲ့ဟိုတေချာပေါ့ဆိုမျိုးတချမ်းချင်းစီခွဲခွဲပြီးလို့ရှိရင်တော့တစ်ဆက်ချင်းစီထည့်ပေးပါတဲ့။ဥယျာပြကိုသူကပေါ့နော်နှိမ့်တဲ့ဆက်နဲ့ဟို10မိနစ်လောက်နှိမ့်ပေးရမယ်လို့ပြောတယ်။နှိမ့်ဆက်သားပေါ့အဲ့ဒါကိုပြောတာသူပြောချင်တာ။ နောက်တစ်ခုကကြတော့ဥယျာဉ်ပြပေါင်းတင်တာကိုတပတ်မှတစ်ချိန်ခေါင်းလျှော်ပြီးတိုင်းပြည့်လုံနိုင်ပါတယ်တဲ့ဥယျာဉ်ပြပေါင်းတင်တာဘာဖြစ်လဲဆိုတော့သွေးနဲ့ပတ်မှုအားကောင်းတဲ့သပင်းအရင်းမြစ်ကိုအဟာရဖြည့်ပေးတယ်ပြီးတော့မွေးညင်းမောက်လေးတွေအားလုံးကိုလည်းသူကတမစီရဲလို့ပြောတယ်တမစီရဲတဲ့ပြီးတော့ဥယျာဉ်ပြရဲ၆ပြီးတော့ဘောက်တေထားတယ်နောက်သပင်းတွေကျွတ်တယ်ဘောနော်ဥယျာဉ်ပြမှာဒီ အလက်ဂျစ်ထတာမျိုးတွေပေါ့နော်ဓာတ်မျိုးတွေဖြစ်တယ်ဥယျာဉ်ရားရင်နာတွေဒါတွေလည်းတက်တာသွားစီရဲ့တဲ့အော်စပင်တော့မှပြန်ပေါက်တယ်လို့ပြောတယ်အဲ့တော့စပင်ပေါ့နော်စပင်နေတချို့ဆိုပါသွားတဲ့သူတွေရှိရဲ့ဒါအဓိကကတော့အသက်ကြီးလာရင်ဆိုဖြစ်ကြပြီဒီပြဿနာစပင်ပါလာရင်ရေတော့လည်းဘလို့မှမတူတော့ပြီးတော့ဒီခေတ်မှာကျတော့ပုံစံမျိုးစုံနဲ့အားလုံးကစပင်တွေကိုပြုတ်ပြင်ကြတယ်မိန်းကလေးဆိုအထူးသဖြင့်စပင်တွေပါနေပြီအသက်ကဟို25 26ဆိုစပင်တော်တော်ပါနေမရှိတော့စပင်တွေလုံ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 ပုံစံမျိုးစုံနဲ့အဲ့တော့သူတို့တွေအတွက်လည်းတက်တာစီရဲ့တဲ့စပင်နဲ့ပြန်ပေါက်တယ်ဥယျာဉ်ပြန်ပေါက်တဲ့နာစပင်အလောက်ထောက်ပံ့ပေးနိုင်ပြီးတော့မျက်နှာလောက် ည်းထောက်ကပ်ဖြစ်စေပါတယ်အဓိကကတော့ဟိုသပင်လေးလာလှနေမယ်ဆိုရင်မျက်နှာမလှလဲဒီသပင်အဲ့ဒါရင်းနေပဲထိတ်ွားနေတယ်အဲ့ဒီဘောကိုပြောတာနေမှာပါဟိုဥိပြာကြီးမလှရနေပဲသပင်မှာအဲ့လိုမလှမျိုးတော့မဟုတ်လောက်ဘူးထင်တယ်နော်တမျိုးပဲအဲ့ဒါသပင်နဲ့ဟုတ်တယ်သပင်နဲ့ထိရမှာအဲ့တော့ဆန်သား၆တာရဲ့နှာခေါင်းဖြစ်တာရဲ့တက်တာချင်းတော့ခေါင်းလျှော်ပြီးတိုင်းသပင်အချောက်ခံချက်ကိုမတုံးသင့်ဘူးလို့ပြောတယ်တဘာဝတိုင်း၆တာအကောင်းဆုံးပဲဆန်သားပြည့်စုံမှုညှော်နေစေရဲ့ဒါပေမဲ့ဒီခေတ်မှာများသောအားဖြင့်ကဒီတဘာဝတိုင်းအချောက်ခံတဲ့သူမရှိတော့ဘူးအားလုံးက dryer နဲ့ပဲအချောက်ခံကြတာများတယ်အဲ့ဒီတဲ့ကြောင့်တကယ်လို့ကိုယ်အနေနဲ့အပူပေး ပြီးတော့၆ခံခြင်းနဲ့ဆိုရင်တော့မှသူကဘာတော့မလဲဆိုဟဲစီရန်ဟဲစီရန်တခုခုကိုလိမ့်ပြီးမှဟိုပေါ့နော်ခုနပြောတဲ့အတိုင်းဇပင်ဆန်သား၆ခံတာမျိုးဖြောင်းတာမျိုးကောက်တာမျိုးပေါ့ဒါမျိုးလေးတွေလောက်ပါတဲ့အဲ့တော့ဟဲစီရန်တခုကတော့မဖြစ်မနေဝဲထားတဲ့နော်ဇပင်အလှကြိုက်တဲ့မိန်းကလေးတွေအတွက်နောက်တစ်ခုကဟိုဒီလိုဇပင်အလှအခုခေတ်မှာပေါ့နော်ဒီနေ့ခေတ်မှာဇပင်အလှပြည့်ပြည့်နာအောင်ယောက်ျားလေးရောမိန်းကလေးရောလူတိုင်းလူလူလုပ်နေကြတယ်အဲ့တော့ဒီနေ့ခေတ်ကြီးထဲမှာဟိုဇပင်အလှဇပင်ကြီးပဲပြည့်နေရမျိုးထက်အဓိကသူ့ရဲ့အရင်မြင့်ဥယျာဉ်ဥယျာဉ်ပြတာကောင်းမယ်ဆိုရင်ဇပင်လေးတွေလည်းကောင်းလာမှာပဲအဲ့တော့ဥယျာဉ်ပြလည်းတခြား ထိမ့်သိမ့်မှုတွေလုပ်ပေးရမယ်ခုနပြောတဲ့အတိုင်းသူပြောတာဟိုတစ်ပတ်ကိုတစ်ချိန်တောင်နှစ်ချိန်လောက်ပေါ့အေးပြပေါင်းတင်တာလေးနေဆိုင်ဒီမှာလည်းမေးပြီးတော့လုပ်လို့ရပါတယ်ဒါမျိုးလေးလုပ်ပေးပါလို့ပြောထားတယ်အဓိကကရေရှည်မှာငငယ်ရွယ်ရွယ်နဲ့သပင်းမတန်တာတွေသပင်းပါတာသပင်းကျွတ်တာသပင်းထိပ်ပြောင်တာတွေဖြစ်လာနိုင်တယ်ဒါကြောင့်မလို့အေးပြပေါင်းတင်တာကိုလုပ်ပေးသင့်ပါတယ်ဆိုပြီးတော့ဒီထဲမှာရေးထားတာလေးပါအဲ့တော့သူပေါင်းတင်တဲ့နီးလန်းအစစ်စစ်နဲ့ရေးထားတယ်ညနာလှချင်းဥယျာဉ်ပြကိုပေါင်းတင်တဲ့ ဟုတ်တယ်နော်အဓိကဟိုမျက်နှာဆိုရဲဟိုပုံစံအပေါ့နော်ဇပင်ပုံစံကိုလိုက်ပြီးတော့အမျိုးမျိုးလဲပြောင်းလဲနိုင်တယ်အဲ့တော့ဇပင်ပုံစံတွေအမျိုးမျိုးပြောင်းလဲမယ်ဆိုတာထိပ်ပြောင်းပြီးတော့ဇပင်ပါနေလို့ရှိရင်ဘလို့မှဆင်မပြေဘူးတပုံတစ်ပုံတော့ပဲလွယ်ရမှာအဲ့တော့ကိုနှစ်လိုက်ဖက်တဲ့ပုံစံပြောင်းမှုအတွက်ဆိုရင်အဓိကဇပင်ရဲ့အရင်မြင်တန်ဆွမ်းမှုလိုတာအဲ့တော့ဇပင်ကလည်းဒီဥယျာပြားထွက်တာဆိုတော့ဥယျာပြားကျန်းမာတန်ဆွမ်းပြီးရောဒီဗိုက်တာမင်တွေပြည့်ဝပြီးတော့ဇပင်တွေကိုလုံးဝကောင်းကောင်းထောက်ပံ့ပေးနိုင်တဲ့ဒါတန်ရှင်းပြီးကျန်းမာတဲ့ဥယျာပြားဖြစ်ဖို့ကလည်းလိုအပ်တယ်อืมဟုတ်တယ်အဓိကကလေဟိုဥယျာပြားကိုကိုကဒီလ လိုမျိုးပေါင်းတင်တာရေလုပ်တယ်ဆိုရတဲ့ဒါတခွေတက်ရှင်းနေတယ်အများကြီးတက်ဆိုင်နေပေါ့နော်။ဒါမှမဟုတ်ဒီစပင်နေဒီတိုင်းပြစ်ထားမယ်ဆိုစပင်နေကသူ့လိုလိုတော့ကောင်းနေမှာတော့မဟုတ်ဘူး။သူ့လိုလိုရှင်းတန်းနေမှာလည်းမဟုတ်ဘူး။ကိုယ့်ဘက်ကနေပြီးတော့ပေါ့နော်ဒီနေတန်းနေလေတန်းနေနောက်ရေမကောင်းတဲ့ဒီရေထိတွေ့မှုတွေပေါ့ဒါတွေကိုကကွယ်ပြီးတော့ကိုယ့်ဘက်ကနေပြီးတော့ဥွေပြားကိုရောဒီစံသားကိုကောင်းအောင်ပြုလုပ်နိုင်မှဒါတော့ကားကြမှာ။ဒါမှမဟုတ်ဆိုရင်စပင်နေကကြတော့ဒီပိုပြောရမယ်ဆိုရင်ပြင်ပလေလူနဲ့တွေ့ရအောင်စပင်နေကကျွတ်တယ်၆တွေ့ပြီးတော့လေ။အဲတေချာလေးပေါင်းတင်ပေးမယ်ဆိုရင်တော့အကောင်းဆုံးပဲเนาะ။ဟုတ်တယ်เนาะ။ညသားပြင်ဒီစားရသည် မှာသဘောပြီးစပင်းနေပြက်စီးတယ်ဒီအိမ်ပြတဲ့ဒဏ်ကြောင့်စပင်းနေပိုကျန်းလာတာမျိုးတွေအလုံးခံစားမိမှာပါပြီးတော့ဟိုခေါင်းလျှော်တဲ့အခါမှာလူတိုင်းကစပင်းကိုပဲဒီတိုင်းလျှော်နေကြတယ်တခြားဥယျာပြားလေးကိုနှိပ်ပေးရမျိုးပေါ့နော်လက်လေးနဲ့ပဲနှိပ်ပေးကြည့်ပါအောင်ဘလောက်ခေါင်းကအညောင်းကြီးလည်းပြေတယ်နောက်ပြဥယျာပြားသွေးလည်းပတ်မှုကောင်းတဲ့အတွက်ကြောင့်စပင်းလေးလည်းပြန်ကောင်းလာလိမ့်မယ်အဲ့တော့ဒီခေါင်းလျှော်တဲ့အခါမှာအိမ်ဆိုင်မှာတော့မလျှော်နိုင်ဘူးဆိုကိုယ့်ဘက်ကိုနှိပ်တာမျိုးလေးပေါ့နော်သွေးလည်းပတ်မှုကောင်းလုပ်ပေးရမယ်အဓိကဥယျာပြားကျန်းမာမှာစပင်းလေးလည်းလှမ်း ဟုတ်တယ်မင်းကလေးရပို့ပြီးလိုအပ်တယ်เนาะဘာလို့လဲဆိုတော့သပင်ရှိရှိလေးနဲ့လှလှပပလေးဆိုလို့ရှိရင်ဒါမင်းကလေးရပို့ပြီးသပင်ပေါ့ဖို့အထူးဖို့အတွက်လိုအပ်တယ်ဟုတ်တယ်ဒါဒီနေ့ခင်ဗျဗတော်ရောင်ကေတာရှာမသွေးဘူးဆိုရင်တော့မှသပင်လေးထုထဲပြီးလှနေမှာဟုတ်တာကြည့်လို့ကောင်းတာเนาะအပြားလေးကကရုံးပြောင်းတော့ပစ်ဘူးလို့လို့ရကဲဟုတ်ပါပြီအစင်ခိုင်ချုံအနေပြီးတော့ဒါဥယျာဉ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပေါင်းတင်နေပြီပေါ့ပြပြသွားတယ်ဇင်းကနောက်တစ်ပိုင်းကျရင်ဘာပြောမလဲဆိုတော့ဒီခဏကိုအလေးချိန်ရှော့ချနေတဲ့သူတွေအတွက်ပေါ့နော်သူတို့အနေနဲ့ဒါဆောင်းတဲ့ရှောင်းတဲ့အစားအစာအတွဲဆက်လေးပေါ့နော်အဲ့ဒီအကြောင်းထပ်ပြောပြပြ မယ်အခုရခေတ်သစ်ပြုံမယ့်အစီအစဉ်ကိုဒီမှာခဏလေးနားအောင်မယ်နော်